ပါဒီနေ့မရိုက်ဖြစ်တာကြာပြီဖြစ်တဲ့အယုတ်လေးဖွင့်ပြမလို့ရုပ်ဗီဒီယိုလေးပေါ့เนาะအမှားတော့ဖော်မတ်ကနေသူတို့ဒီဟိုဟာအဲ product အစ်စ်ထွက်တာ product အစ်စ်လို့ပြော IP အစ်စ်ထွက်တာပေါ့เนาะနာမည်က tiny tiny တယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ကဖွင့်ပြပေးခြင်းလို့အဓိကကတော့ကျွန်တော်ဟိုသူတို့အယုတ်တွေအများကြီးထွက်တဲ့ထဲရပါတော့တချို့ဒီလိုမျိုး အဲဒီလို IP တွေကျွန်တော်ဘာကြောင့်မလို့ဝယ်တာလဲဆိုလို့ရှိရင်ကြတော့ကျွန်တော်ကအယုတ်တွေကိုဟိုနောက်မှာ emotion ပါတာလေးကျွန်တော်သဘောကျနောက်မှာ story ပါတာလေးသဘောကျတယ်ဗောနော်ဒီ tiny tiny ကိုကြည့်တဲ့အခါခဏကြာလို့ရှိရင်လည်းကျွန်တော်ဖွင့်ပြပါမယ်။သူကကြဘာဖြစ်လဲဆိုလို့ရှိရင်အယုတ်ကိုကြည့်လို့ရှိရင်ကိုသူအနောက်မှာကဒီ story line လေးတွေပါနေတာဗောနော်ဟို story emotion အောင်မှာကွာ तू ကလေကောင်းတဲ့ emotion ဘက်တော့မဟုတ် positive ဘက်ကိုသွားတာမဟုတ်ရှင်းရှင်းပြောရုပ်တရုပ်ကြည့်လိုက်လို့ရှင်း तू က negative emotion ဘက်ကိုသွားတာဒါပေမဲ့ကျွန်တော်ကကြာတော့သဘောကြာကြာတယ်ဆိုတာဒီအယုတ်ကလေးတစ်ခုတစ်ခုစီတိုင်းကိုနောက်ပိုင်းကြာလို့ရှင်းကျွန်တော်စဉ်းစားတာကကြာတော့တို့ကိုလူအပ်တဲ့ဒီပံ့ပိုးမှုတွေတွေနေပေါ့နော် environment ပေါ့နော်တကယ်လို့ကျွန်တော်တို့တို့ဟိုဟိုဘူးလေးနေထားတဲ့ဘာညာဆိုလို့ရှင်းတော့မှာတို့ဒီအဲ့ဒီ emotion နဲ့လိုက်ဖတ်တဲ့ဒီဇိုင်းလေးတွေကျွန်တော်အနောက်ကနေဖန်တီးပြီးတော့ဒီအယုတ်လေးတွေတစ်ခုဂျင်းစီထားမယ်ဆိုလို့ရှင်သူက ကြည့်ရတာလားတယ်ပြီးလို့ရှိရင်ကြီးတဲ့အချိန်မှာသူက feeling တစ်ခုပေးတယ်ပေါ့နော်ကျွန်တော်ကလူကြီးအယုတ်ကစားတာဗျာကလေးအယုတ်ကစားရတယ်တော့မတူဘူးပေါ့နော်အဓိကဘာလဲဆိုလို့ရှိရင်ချစ်စရာကောင်းရင်ပြီးရောဆိုတာမျိုးတော့လေမဟုတ်ဘူးပေါ့ကိုကတော့အမှန်ကတော့အနောက်မှာဒီအယုတ်ကိုကြည့်လိုက်လို့ရှိရင် သူရသူကနေဘာပေးတာလဲပေါ့နော်ခန်းစားချက်ပေါ့နော်အဲ့ခန်းစားချက်ကိုကျွန်တော်ကသဘောကျအဲ့ဒါကြောင့်မို့ကျွန်တော်ဒီရုပ်လေးဝယ်ဖြစ်တာအဲ့တော့ဝယ်ထားတဲ့တူတူတော့မထူးပေါ့နော်ဖောက်ပြပေးမယ်ဆိုပြီးတော့ဒါပေမဲ့လည်းအခုလောလောဆယ်ကတော့ဒီရန်သူဟောင်းကြီးပေါ့နော်ရန်သူဟောင်းကြီးဆိုတော့ကျွန်တော်အရင်တုန်းကဒီရုပ်ကိုကျွန်တော်၃ရုပ်လောက်ဖောက်ပြပေးဘူးတယ်လေနော်ဟိုခောက်ဆွဲဗီဒီယိုတုန်းကအဲ့တုန်းကကျွန်တော်တပုံစံနဲ့ပဲပောက်ထားတာဆိုတော့ရန်သူဟောင်းကြီးကိုလည်းတပူးဝယ်လာတယ်အဲ့ဒါဘာရုပ်များပောက်မလဲပေါ့နော်တော့ တန့်ဘူးပဲသူ့ကိုကအရင်တစ်ခါတုန်းကလည်းသုံးရုပ်ဝယ်သေးတယ်နော်သုံးရုပ်ဝယ်တော့လေဒီကိုကာကိုလာတန်ဘူးတွေပဲအဲ့ဒါနဲ့ကိုကထပ်ဝယ်တာနောက်ထပ်တရုတ်ထပ်ဝယ်တော့လေနောက်ထပ်ကိုကာကိုလာတန်ဘူးတရုတ်ပဲထပ်ပြီးတော့ပေါက်တယ်ဟဲ့တကယ်တရုတ်တဲ့လုံးကြအောင်ဒီမဲ့ဒီမှာလေးရုပ်ရှိသွားရင်တော့လေးရုပ်လုံးတန်ဘူးတွေပဲကျွန်တော်ကအမေကိုကာကိုလာအဲ့ဒီ ဒီတန်ဘူးတော့မဟုတ်ဘူးเนาะ तू ကတော့ဒါကတော့ဟို sugar နဲ့ဟာနေကျွန်တော်ကကြတော့0တန်ဘူးတွေအများကြီးတောက်တာဆိုတော့ကဲတကယ်ကျွန်တော်ဟိုဟာဖြစ်တဲ့ဟာလေးကိုဖွင့်ပြပေးဒီရှေ့ရတာကင်မရာเนาะကျွန်တော်ကဘူးလေးကိုလည်းတစ်ခါလေးကျွန်တော်ရိုက်ပြထားပြီးတာဟိုဟာဖြစ်တဲ့ဆိုလို့ရှိရင်ကြတော့နည်းနည်းဒီအနီးကပ်အယုတ်ကလေးတွေကိုပြပေးလို့ရအောင်လို့ပေါ့เนาะဆိုတော့ ပိုက်လေးတော့နည်းနည်းတီးခန့်ပေးကြပါကိုကဒီလိုထိုင်ချလိုက်လို့ရှိရင်ဘိုက်ကအလိုလျောက်ထွက်လာတာဆိုဒီအယုတ်ကလေးရဲ့သူ့ရဲ့နာမည်ကဘာလဲဆိုလို့ရှိရင်တော့ tiny tiny တဲ့သူကတော့ကျွန်တော်ကြည့်ရတာတော့သူကလေဟိုလိုမျိုးပေါ့နော်ဟိုလူတို့ဘာလို့တော့မဟုတ်ဘူးထင်တာပဲအယုတ်လားမသိဘူးအနောက်မှာကလည်းအပေါက်ပါတယ်တော့တော့အပေါက်ပါတယ်ပေါ့နော်အဲ့ထဲကိုဟိုတော့လေးတွေပါလေးထည့်ပြီးတော့လှဲ့တာတို့ဘာလို့ညာတော့အဲ့လိုမျိုးလေးတွေကလည်းရှိသေးတယ်သူ့ရဲ့ဘူးရဲ့ဟိုစားကတော့ဒီလိုလေးပေါ့နော် ျွန်တော်အနီးကပ်ပြတော့လေဒီလို distortion တွေကဝင်အလိုလေးတွေဖြစ်နေအဲ့တော့သူကတော့အမှန်နှစ်ဖူးပြောင်ပြောင်နဲ့ဟိုအယုတ်အယုတ်ဟွာကြီးတွေပေါ့အတလို့ဆိုတော့ဟဲ့သူသူရဲ့ဟွာတွေရလဲอืมဆိုတော့ပါနိုင်တဲ့အယုတ်တွေကတော့ဒီဟာပေါ့เนาะဒီမှာ72ယုတ်ရှိတယ်အမှန်တော့အယုတ်အလုံးကျွန်တော်သဘောကျပါတယ်သူရဲ့အယုတ်လေးကြည့်လို့ရှိရင်သူကဟိုလေ artistic ဖြစ်တယ်လို့ပြောရပါဘောเนาะ तू อ่ะဟိုအနုပညာဆန်းနေ emotion တွေကလည်း तू อ่ะရှင်းရှင်းလင်းလင်းရှိတယ်ဒီအယုတ်တယုတ်စီဟာလေဆိုတော့အဲ့ဒါလေးတွေကိုကိုကတီချင်လို့ဆိုတော့ဆိုတော့အားလုံးပေါင်းဆိုရင်12ယုတ်ရှိတယ်တယုတ်ကိုဘတ်380အဲ့တော့အစင်းလိုက်လေးပဲကျွန်တော်ဖောက်ပြပေးပါမယ်။သူကတော့အမှန်တော့ရေးထားတာပေါ့နော်။ဒီ tiny tiny ဆိုတဲ့ character လေးကနေရာတိုင်းမှာရှိတယ်တဲ့ နင်စပြီးတော့သူ့ကိုတွေ့တဲ့အချိန်က story story စတဲ့အချိန်ပဲတဲ့အဲကြောင့်မလို့သူ့ရဲ့ဒီဥစားကိုလည်းသူဘလို့ရေးထားရလဲဆိုလို့ရှိရင်တော့ a new story begin ပေါ့နော် a new story begin လို့သူကရေးထားတယ် don't worry တဲ့ you are perfect တဲ့ဒီမှာဆုံးဒီဥစားပြီးတော့ဖောက်ပါမယ်သူကတော့တခုမကောင်းတာလေသူ့မှာဒီ accessory တွေနဲ့ကြည့်လိုက်တာနဲ့သူကဘာယုံမှန်းတော့တိနေတာမျိုးပေါ့နော်ဆိုတော့အဲ့တလို့ဟောဒီမှာပထမဆုံးထွက်လာတယ် အယူကလေးကသူကကက်ကတော့ဒီကက် chess game နဲ့ချီကျူးတဲ့နော်အဲ့တော့ဟိုကလေးကိုဖွင့်ပြပေးမယ်ဒီကလေးကတော့ဟောသူကဟွာတော့မပါဘူးခဲ့ဟွာလေးတော့မပါဘူးဘာလဲ plastic လေးပါရမပါဘူးရုပ် quality လေးကတော့ကောင်သူအဲ့လိုမျိုးလေးအနောက်မှာဆိုလို့ရှိရင်သူအဲ့ဒီပါလဲဒီလိုဟိုတစ်ခုပါတယ်ပေါ့နော်အနောက်မှာ အရှိမကတော့သူကဒီလိုမျက်လုံးလေးကတော့သူလက်လက်နေရပဲပြီးမျက်လုံးထဲမှာသူကဟိုဟာလေးပါတယ်သဲပုံလေးပါသူ့မှာကတစ်ခုတစ်ခုစီမိုင်းမှာကသူကဒီလိုမျိုး accessory လေးတွေပါတယ်နော်ဒီ accessory ကကြတော့သူကဒီပုံမှာရက်အမှာပုံမှာရက်အမှာပေါ့နော်အဲအဲ့လိုမျိုးပြီးလို့ရှိရင်ဒါလေးကသူ့ရဲ့မျက်နှာမှာကပ်ရမှာဒီအယုတ်ကကြတော့သူ့နဲ့မျက်နှာချင်းဆိုင်မှာရက်တာဟုတ်လားဟုတ်တယ် သူကလူတွေကိုကြောပေးပြီးမျက်နှချင်းဆိုင်မှာရှက်နေတဲ့ရုပ်ကလေးဆိုတော့သူကဒီလိုပုံစံလေးပေါ့နော်အဲ့လိုအဲ့လိုအဲ့တော့ဒီ mask လေးကသူကဖယ်လို့ရတယ်ဒီ mask နဲ့သူ့မျက်နှာလေးနဲ့ကသူကဟိုပါပဲတန်လိုက်ပဲတန်လိုက်ပဲပေါ့နော်အဲ့ပြုတ်တော့မကြအောင်အဲ့လိုမျိုးဆိုတော့စဉ်းစားကြည့်လေနော်ဒီမှာသူကဟိုလည်းပါတယ်အုတ်ထုတ် unicorn လိုမျိုးအုတ်ထုတ်လည်းပါတယ် ပြီးရင်သူကကောင်းမှဖဲပြလေးနှစ်ကြိုးနဲ့အနောက်မှာကသူအမြင်နဲ့အပေါက်တစ်ပေါက်နဲ့ဆိုတော့သူ့ကိုကြည့်လို့ရှိရင်ကျတော့ emotion နဲ့သူအစုံပေးတယ်ပေါ့နော်လာသူ့ရဲ့နှခမ်းလေးကိုကြည့်နော်သူ့ကသူ့ရဲ့နှခမ်းလေးရလေထော်ထော်လေးနဲ့အဲ့လိုလေးဆိုတော့ဟိုဒီမှာယူကလီယာအဲ့လိုလေးလာတော့လာနေရောနော်음ဒီလိုလေးနောက်မှာလေးအဲ့လိုလေးပါ ဆိုတော့ဒါကပထမဆုံးအယုတ်ကဲနောက်ထပ်တစ်ပောက်ဖောက်ပါမယ်သူ့ရဲ့ဒီဟိုဟာတွေအကုန်လုံးအယုတ်တွေအကုန်လုံးကတော့ accessory အမြဲပါတယ်လို့ဖြစ်နေတာပေါ့နော်ဆိုတော့ကဲဖောက်ပါပြီဩဒီမှာပါသူကတော့သူကလည်းဒီမှာပေါ့နော်သူ့ရဲ့ကတ် choice တဲ့ရွေးချယ်မှုတဲ့တော့အဲ့လိုမျိုးယုတ်ကလေးကတော့ဒီလိုလေးဒီဟိုဟာရဲ့ဒီကင်မရာရဲ့အရာကဘာလို့မလှရလဲမသိနော်မလှဘူးလို့ပဲဒီမှာပြလို့ရှိရင်ရုပ်အယောင်လေးတွေကချစ်စရာလေးတွေဆိုတော့သူ့ရဲ့ accessory လေးတွေလည်းပါသေးတယ်သူ့ရဲ့ accessory ကဟောပန်းတပွင့်ပဲပါဒီမှာ तू ကပန်းတွေ तू အဲ့ तू ကသူ့ဘာသူမတက်ရနိုင်နေလားဒီရုပ်က ူကဒီလိုမျိုးပန်းလေးတပွင့်ပါတယ်ပန်းလေးတပွင့်ကသူ့ရဲ့အော်သူ့ရဲ့လက်ထဲကိုထည့်ပေးရမှာပေါ့နော်အဲအဲ့လိုမျိုးလေးဒီလိုမျိုးလေးပါသူ့ရဲ့ဟိုကလည်းမြိတ်တော့အဲ့တော့ဒီရုပ်လေးကဒီလိုလေးပါဒါကဒုတိယရုပ်လေးပေါ့နော်သူ့ရဲ့နာမည်ကဘာလဲဆိုလို့ရှိရင်တော့ choice တဲ့အဲ့လိုမျိုးလေးနော်ကပ်ပြားလေးကဒါလေးအယူကလေးကဒီလိုမျိုးလေးပါ เนาะအဲ့တော့နှစ်ခုလုံးမှာတော့ပြပေးလိုက်မယ်ရသလိုပေါ့ကွယ်ဒါကတတိယ box တတိယ box အဲသူကလည်းတူတူပဲပေးမ accessory တွေကတော့သူကအများကြီးပဲလေးတော့လေးကြီးပဲသူ့ရဲ့ဟိုအကြီးတွေကလေသူ့ရဲ့ရုပ်ကြီးတွေက quality ကတော့အမှန်တော့ကောင်းတယ်လို့ပြောရမယ်ဗျာဩဒါကဟိုအကြီးဒီရုပ်လေးကလေကိုတဘောအရင်ကြတဲ့ရုပ်လေးမှာပါတယ်။သူကလေဘလို့လဲဆိုလို့ရှင်ခေါင်းကြီးကတော့အကြီးကြီးပဲ အဲ့ဒါသူ့ရဲ့ accessory လေးနဲ့ကျွန်တော်ပြပေးမယ်ဒီရုပ်ကလေးတွေမြင်ပြီးတော့ကျွန်တော်ဝယ်ခြင်းသွားတာပဲမှားလေ YouTube မှာဖောက်ပြနေတဲ့လူတွေကိုမနေတော့ဒီရုပ်ကဟွာလောက်ရှိနေပြီမှားထွက်တာတလကျော်ပြီကျွန်တော်ထွက်ထွက်ခြင်းတော့ပထမဝယ်ဦးမလို့စဉ်းစားသေးနောက်ကျတော့ကဲမဝယ်တော့ပါဘူးဆိုပြီးတော့မဝယ်တာပေါ့နော်ဟာ shop ကတည်းကမဟဲ့ဘယ်ဟာ shop လဲထိုးခြင်းလည်းပဲထိုးပေါ့ဟင်ဆိုတော့အဲ့လိုလေပြီးလို့ရှိရင်အောက်မှာ तू က နီးရထားလေးကထွက်နေသေးတယ်ပေါ့နော်သူကအဲ့လိုသူ့ရဲ့ဟိုဥစားအရာကဒီလိုဒီလိုလေးပါဟောတယ်လို့လေးယူကလီယာလေးဆိုတော့ဒီကင်မရာတွေမှာလာချင်တိုင်းလာနေနော်ဘာလို့ဒီကင်မရာတွေမှာအလောက်ယူစိုးနေတာမသိပါဘူးဒီဂျီအိုင်ချင်းအတူတူပြီးရင်သူ့ရဲ့ယူကတော့အများအားဖြင့်ဒီနောက်ကျောမှာကတော့အဲ့လိုမျိုးလေးတော့တန်လိုမျိုးလေးတော့ပါတယ်သိလား အဲ့ဒါဘာကိုပြောကျင်တာလဲတော့မသိဘူးကျွန်တော်ထင်ရတော့သူကလေမျိုးဆက်ရုပ်တို့ဘာတို့လို့ပြောရုပ်မျိုးပြောကျင်တာလားမသိရုပ်လေအရန်တော့သူချစ်စရာကောင်းတယ်အရန်တော့ချစ်စရာကောင်းတယ်ဒီလိုမျိုးရုပ်လေးဒီလိုလေးပါဒီလိုလေးပါဒီကင်မရာနဲ့ပဲရိုက်လိုက်ပါတော့မယ်နော်ဆိုတော့ရုပ်လေးချစ်စရာလေးသူ့နာမည်က waiting နဲ့ထိုင်နေပါတယ်ပေါ့နော် waiting ဆက်ပြီးထိုင်နေလိုက်အောင်ကဲ now the box ်နော်တပတ်စပါအင်းတပတ်သူကသူကတော့အဲဒါကအခုခေတ်ဘန်ကောက်နဲ့ရန်ကုန်နဲ့ကွက်တီပဲဘာလဲဆိုလို့ရှိရင်သူက air pollution တက်လာသူ့ရဲ့နောက်မှာသူအဲတော့တော့ပေါက်လီပါတယ်သူကအဲ့လိုမျိုး air pollution ဖြစ်နေပါတယ်ပေါ့ကွယ်အဲ့ဒါကိုသူကပြရထားတယ်အယုတ် ီးရဲ့အောက်မှာကသူကဒီလိုမျိုးတေပဲဝိုင်းပါသေးတယ်တေပဲဝိုင်းကြီးဒါလှည့်လို့ရလားမသိပါဘူးထင်ရဟာလှည့်လို့ရလားမရတယ်ဟုတ်တယ်ဒီသူ့ရဲ့နာမည်လေးကလေသူ့ရဲ့နာမည်လေးကလှည့်ပြီးတော့ပြလို့ရတယ်အဲ့ပေါ်မှာမှသူကဒီရုပ်လေးဖနက်ကလည်းတစ်ဖက်ပဲပါတယ်ကွယ်ဒီလိုလေးပါအယုတ်ကဒီလိုလေးဒီလိုလေးဟောဒီလိုအယုတ်ကလေး ူရဲ့အောက်ကဟာလေးကတော့လှည့်လို့ရသေးတယ်အောက်ကလေဒီအောက်ကဟာလေးတူလားအဲ့မှာသူစာရန်လေးကလှည့်တယ်အောက်ကဟာလေးကအဲ့လိုရေပြန်ချစ်စီရလေးသူက pollution ဖြစ်နေတော့သူကမျက်နှာမှာ mask ထုတ်တာချစ်စီရလေး အားကြမလို့လေဘဝပြာဒီလိုအယုတ်ဆိုလို့ရှင်အနောက်မှာကိုကမြို့ရဲ့မြို့ရဲ့ရှုကင်းကြီးနေပေါ့နော်ပြီးလို့ရှင် pollution တွေနေလို့ပါအောင်များလို့အဲ့လိုလေကျွန်တော်တခဲ့ပြီးလဲလို့ရှင် तू ကလေ story လေးဖြစ်သွားအောင်ပေါ့နော်ဒါလားသူ့ရဲ့အယုတ်ကလေးကလေကျွန်တော်ကအဲ့လိုမျိုးလေးတွေကိုသဘောကျလို့ story ဖြစ်တဲ့တဘောပါဗျာအနောက်ကနေဆက်ဆက်ပြီးစဉ်းစားသွားလို့ရတယ်ပေါ့နော်အမြဲတမ်းကြီးဟိုအယုတ်လှလှလေးဆိုတာနဲ့တော့မဟုတ်မပြီးတော့ပေါ့နော်အဲ့ဒါမျိုးလူကြီးအယုတ်ဆော့တာကြတော့ အဲ့လိုစဉ်းစားမှလीเนาะမဟုတ်လို့ရှိရင်ကိုကဘာဘီယုတ်ဆော့တလို့မျိုးတော့လည်းမဟုတ်ဘူးပေါ့เนาะအဲ့ဒါလို့ပါအမေဒါကပလတ်စတစ်8တွေပါနေဒါကပလတ်စတစ်8တွေပါနေသူ့နာမည်ကဘာလဲဆိုတော့ဟိုက escape တဲ့သူကတော့ဘာ accessory မှမပါတော့ねသူကတော့ဘာ accessory မှမပါတော့ねဟုတ်တယ် ကတော့ဒါသူရဲ့တပ်ပြားလေးတော့ဒီလိုအယုတ်ကလေးပဲလာနော်ချက်စီအလေးသူရဲ့အနောက်မှာကလည်းတော့ဒီလိုမျိုးဟိုအလေးတွေပါတယ်သူ screen ရံပျက်ပျက်ပါအဲသူရဲ့ယုတ်ကလေးကတော့ဒီလိုလေးပါအဲနောက်မှာကတော့ဒီလိုသူရဲ့ဝိယုံပေါ်မှာလည်းသူအလုပါလေဟိုဟာဟိုဟာတကောင်ရှိသေးတယ်ဟိုဝုံဝံလေးလားသူဝိယုံပေါ်မှာအလုလေး အဲ့လိုလေဆိုတော့လေယူကလီယာရမ်းချဖို့ကောင်းတယ်နော်ဒီယူလေးသဘောကျချဖို့ကောင်းတယ်ဟာထိတ်ကလည်းပြောင်းနေသေးတယ်ထိတ်ကပြောင်းမထိတ်ပါတော့အမျိုးစပင်လေးအပုပ်လေးတစ်ခုချထားပါနော်အဲ့လိုမျိုးလေးဒီ pro launch တဲ့မှာတော့သူ့ရဲ့ဒီ series နာမည်ကလည်းဟဲ့ order ပဲရုပ်ရုပ်အစိုးဆုံးပြ ီยุคကတော့မှာยุคအဆိုးဆုံးยุคပဲဒီမှာတော့ဒီยุคဟောဒီยุคဟောဒီยุคအဲ့မြင်လာอืมဘာနော်ဒီကအဲ့ဒါကဟောဒီလိုยุคကြည့်နော်တော့ဘာမှမဟုတ်ยุคဆိုးဆုံးอ่ะသူပဲအဲ့ဒါဟိုမှာသူ့ရဲ့ accessory ရဒါလေး နှက်ခမ်းလေးကသူဖြုတ်လို့တက်လို့ရတာမပိုင်းဒီလိုအာအမလေးဟဲ့ပိုင်းဒီလိုပြေးလိုက်လို့ဆိုတော့အဲ့လိုရုပ်ကရုပ်ဆိုးဆုံးပဲအနမ်းပြောရင်ဒီရုပ်မကြိုက်ဘူးကဲနောက်တစ်ရုပ်1 2 3 4 5 6ဆိုတော့တဝက်ကြိုးကြီးပေါ့နော်ဒါက second half ရောက်ပြီอืมอืมอืมဒါက ။အော်ဒါအိမ်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 ဒါလေးလာတယ်။ဒါကတော့အိမ်လေးထဲမှာဒီလိုဒီလိုမျိုးတော့အိမ်လေးထဲမှာအယူကလေးထိုင်နေတယ်ဆိုတော့ဒါလေးလောက်ထားတာ။ဟုတ်တယ်လို့ဟောဒီမှာတော့ဒီလိုလေးအဲ့ဒါလို့တဲမှာမှာတော့နောက်ထပ်ပန်းအိုးလေးတစ်ခုပါသေးတယ်။ဘယ်လိုပြရမလဲ။ဒီလိုလေးသူကလေး အိမ်ထဲမှာပိတ်မိနေတဲ့အယုတ်ကလေးပုံစံမျိုးပေါ့နော်အဲဒါကြောင့်မလို့လေကျွန်တော်ကသဘောကျတယ်ဆိုတော့ तू ကသူ့ရဲ့ပုံစံကအဲ့လိုမျိုး story တွေကအများကြီးပဲပေါ့နော်အိမ်ကလည်းအမှန်ကတော့အိမ်ဟောင်းစုပ်လေးအိမ်ဟောင်းစုပ်လေးဖြစ်တဲ့အပြင်ကို तू ကအိမ်မှာလည်းတန်ကြီးတွေတက်ပြီလို့ရှင်လေအဲ့လိုမျိုးဒီမှာ तू စာသားလေးလည်းပါသေးတယ်အဲ့ထဲမှာ तू ကဒီလိုလေးဝင်နေတာဒီလိုလေးဝင်နေတာစာသားလေးနဲ့အဲ့ လူတွေရဲ့ emotion အဲ့မျိုးပေါ့နော်ပိတ်မိနေတဲ့ emotion တို့ဘာလို့ညာတို့ပြတဲ့နေရာမှာ quality ပဲလို့ပြောရမှာပေါ့နော်ဒီယုတ်ကအဲ့လိုမျိုးဆိုတော့ကြိုက်တယ်အဲ့ယုတ်ကိုတော့အဓိကဘာလဲဆိုလို့ရှိရင်တော့သူကနေပေးတဲ့နောက်က story ပေါ့နော်ဆက်ဆက်ပြီးစဉ်းစားလို့ရတယ်။မှပေါ့မတ်ကသူရဲ့ဒီ IP တွေအကုန်လုံးကသူကဟိုကမရှိဘူး။နောက်မှာတကယ်ကိုခိုင်မာတဲ့ story သူကတော့မရှိဘူး။သူက emotion ပဲပေးတာ။စဉ်းစားကျင်တာစဉ်းစားလို့ရတယ်။ ကိုယ့်ရဲ့စိတ်ထဲမှာဘလို့ထင်လဲနေထင်ခြင်းတဲ့အတိုင်းထင်အမှန်တော့ပကြီကားတကားကြည့်တယ်လို့ကျွန်တော်အဲ့ဒါကိုသဘောကျတယ်ဘာကြောင့်လဲဆိုတော့စဉ်းစားချင်တာစဉ်းစားကိုယ်အတွေးတွေကိုလွတ်လပ်ခွင့်ပေးထားလို့ရတယ်ပေါ့နော်ဒါကစပင်စပင်အစိမ်းလေးနဲ့ဟောဒါကလည်းတရုတ်သေးသွားရှင်းရှင်းလေးရှင်းရှင်းလေးသူရဲ့ကတ်ကဒါကပါလေဆိုတော့ဘွန်နဲ့ သူကဘွန်ဆိုတဲ့ရုပ်ကလေးဒီလိုရုပ်လေးဒီရပပလေးအရောဒီလိုလေးပါဟောဒီလိုရုပ်ကလေးသူကတော့လာနော်ဒီကင်မရာထဲမှာပို့လာတယ်အော်ဒီလိုလေးသူကနောက်ဘက်မှာဆိုရင်လည်းသူကဒီလိုဒီနောက်ဘက်မှာသူကအမြဲတမ်းအဲ့လေနောက်မှာအဲ့လိုအတန်လေးတန်တန်သူကထည့်ထားပြီးတဲ့ရုပ်ကလေးကိုလေအဲ့လိုမျိုးဒါဆိုလို့ရှိရင်လည်းဗျာရှင်းရှင်းပြောလို့ရှိရင်လေ feeling တမျိုးပေးနေတာပေါ့เนาะတိလာမေဟုတ်ကလေးသူထိုင်နေတယ် သူကနေမှတဆင်ကဥပမာအဲနောက်ကနေကိုယ့်ဟာကိုဆက်ဆက်ပြီးတော့စဉ်းစားကျင်တာစဉ်းစားလို့ရတယ်ဟုတ်တယ်လားအဲ့လိုမျိုးလေးယူကလီယာကျွန်တော်အဲ့လို emotion တွေတို့နောက်ကနေဆက်ဆက်ပြီးတော့ဗောနော်လူတွေကိုစဉ်းစားသွေးခေါ်လို့ရတဲ့ဟာလေးတွေကိုပေးတာကိုတော့ကျွန်တော်ကတော့သဘောကျတယ်ကဲနောက်ထပ်တရုပ်ပါလေးရုပ်ပဲကျန်တော့တယ်လေးရုပ်ပဲကျန်ပါတော့တယ် ပါလဲအော်မလေးဒီရုပ်လည်းအရန်ကြိုက်ဒီရုပ်လေးကိုကြိုက်လို့ဝယ်ရအမှန်ကလေတော့ဒီမှာဒီလိုမျိုးသူ့ရဲ့ main ရုပ်ကဒီလိုမျိုးပေါ့နော်အဲ့ဒါဟိုမှာသူအနောက်မှာဒီလိုလေးအဲ့ဒါလိုလေးပါတယ်ရုပ်လေးတွေက quality ကတော်တော်ကောင်းတယ်တင်လားတော်လေးမာမာတောင့်တောင့်ဒီလိုလေးအဲ့လိုမျိုးပေါ့နော်ဆိုတော့အရင်တုန်းကတော့မပြောတော့ပြအခုနောက်ပိုင်းသူတို့ရဲ့ ဒီပေါ်မှတ်ကအယုတ်လေးတွေရဲ့ဟွာကိုတော့ကျွန်တော်သဘောကျတယ်ဟိုနော်သူကအင်းဒီလိုဒီလိုလေယုတ်ကနောက်ကိုလဲလိုက်လို့ရှင်သူကဒီလိုလေးမြင်ရအဲအဲ့လိုနောက်မှသူအမှတော့ယုတ်ကလေးပေါ့နော်နောက်မှသူကဟိုယုတ်ကလေးပါတယ်ဆိုတဲ့အထိပ်ပဲ ရှေ့မှာကဒီလိုအနောက်မှာကတော့ဒီလိုမျိုးရုပ်မျက်နှာလေး ਨੇ ယူကလီကလည်းဟို emotion တွေအကုန်လုံးကတော့လေ dark side ကိုသွားတာပေါ့နော်နော်အဲ့တော့ဒီယူကလီကဒီလိုလေးပါဒီလိုလေးပါဆီရလေးလှလိုက်တာပေါ်မှာရဆွဲဆောင်မှုတွေကိုကတော့စကလေးကတော့အဝယ်ဘူးဆိုတော့ပလန်နဲ့ပဲသွားတာပဲဒါပေမဲ့ ဒါပေမဲ့လည်းအဲ့လိုပါနော်သူ့ရဲ့ဒီလိုမျိုးနည်းနည်းလေးအမှအယုတ်တွေအများကြီးပဲလीနော်နည်းနည်းလေးအဲ့လိုဆန်းဆန်းပြပြလေးဆိုလို့ရှင်သူကနောက်ကနေဟိုကလောက်ထားသေးတယ်ဘွန်ဩဒီမှာမျက်နှာဖုံးပေါ်ကအယုတ်ကလေးဘွန်နဲ့သူ့ရဲ့နာမည်ကကပ်ပြားလေးကတော့ဒီမှာပါကပ်ပြားလေးကတော့နော်ပြီးတော့ဟိုကပါသေးတယ်ပါလည်းမသိဘူး ့ဩသူ့မှာအောက်မှာစင်လေးပါသေးတယ်ဩဩဩစင်လေးပါတယ်အဲစင်လေးပေါ်မှာသူ့ရက်ခံရမှာပေါ့နော်ဒီလိုလေးပါအယုတ်ကကင်မရာပုံပြီး screen ကော off နေတော့မြင်ရလားမြင်ရလားလဲမသိဒီလိုလေးဒီလိုလေးအယုတ်ကလေးကအောက်မှာ pop pop လေးနေပါနော် သူအနောက်ကလည်းဒီလိုလေးသူအနောက်မြဲတဲ့အနောက်မှာအတန်လေးတစ်ခုကတော့ထွက်တယ်သူရဲ့နောက်မှာပြီးရင်သူမအနေနဲ့အဝိတ်တုံးကကြည်လိုက်အောင်မျက်လုံးကြီးမယူလေးကျလိုက်တာရင်ချပူကောင်းနော်ဒီကလေးအိုးလာနေရဆိုတော့ဒီယူကလေးပါသူကတော့ဘွန်းနဲ့ a to 0တဲ့ -a -a ကနေ0တဲ့ အဲ့ဒါလေးအသေးစိတ်ထိုင်ကြည့်မယ်ဆိုလို့ရှိရင်လေသူ့ရဲ့ခန္ဓာကိုယ်မှာရေးထားတဲ့ပုံလေးတွေလို့ signal လေးတွေဘာညာတွေကအစပေါ့နော်ကိုကအများကြီးရေးမယ်ဆိုရေးလို့ရတယ်လीနော်သူ့ရဲ့အုတ်ထုတ်လေးတွေကအစတွေ့ဒီပန်းပွင့်လေးတွေကအစလीကိုဆက်ဆက်ပြီးရှောက်တွေးမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ကကြောက်အဲ့လိုမျိုးကိုတဘောကြအဲ့ဒါကိုကိုယ့်ရဲ့စိတ်ထဲမှာစဉ်းစားတာကြတော့အမှုပညာစံတယ်ပေါ့ကွယ်နော်အဲ့လိုမျိုးပေါ့နောက်မှလူတွေရဲ့တွေးခေါ် challenge လုပ်တယ်လို့ခံစားရတယ်နော် ဆိုတော့အဲ့လိုမျိုးဒီယူလေးอ่ะဒီယူလေးတည်တည်လေးပါလားဩဩသူကလဲ psycho pet လေးသူ့ဟိုဟာလောက်ထားရတယ်ဘယ်လိုပြောရမလဲသူအောက်မှာပြရတော့ပါသည်သူ့သူ့အောက်မှာဟိုဟာလောက်ထားသည်တယ်သူကလဲတကယ် psycho pet လေးတွေ့လားဟိုလေးစင်းစားစေးရုံပါလေရှောက်ပြီးတော့လုံမှာဆိုလို့လက်ကိုချီထားသလိုမျိုးသလားသူရဲ့အင်ကြီးလက်ကလေ အရှိန်ကြီးယူသွားပြီးအနောက်ကိုသွားလုထားတာသူ့ရဲ့အနောက်မှာတော့အပေါက်မပါဘူးဒီရုပ်ကတော့ထူးဆန်းတယ်သူကတော့အပေါက်မပါဘူးအဲ့လိုလေအောက်မှာတော့သူကဒီအပြားလေးတစ်ပြားပါတယ်ယူလေမျက်လုံးကလည်းတစ်ဖက်ကိုတရားအပေါက်ဘိုးကတော့ဒီလိုကြီးကြီးပဲပေါ့နော်အဲ့လိုနှစ်ဖူးမှလည်းသူအမြဲတမ်းအမှတ်တစ်ခုကအမှတ်သားလေးတစ်ခုကပါသေးတယ်အဲ့လိုမျိုးလေဒါဆိုတစ်ခါတလေကိုရီစိတ်ထဲမှာဖြစ်တတ်တဲ့ character ပဲလीနော်ကိုစိတ်ကို ဟိုဘယ်လိုပြောမလဲကိုစိတ်ရဲ့နောက်ကိုလိုက်သွားပြီးတော့လေစိတ်တွေရှုပ်လာတဲ့အခါကျလို့ရှိရင် very healthy တဲ့ကန်ဒီတင်နေရုံနောက်မှာရေးပြတာတဲ့ very healthy တဲ့ tiny တဲ့ very healthy တဲ့ညအဲ့လိုမျိုးပါနော်ဆိုတော့ကိုယ့်ရဲ့စိတ်ထဲကခံစားချက်တခုခုဆိုလို့ရှိရင်ဗျာဒီအယုတ်လေးတွေက तू ကအဲ့လိုမျိုးကိုစားပြုတ်နေတယ်လို့မျိုးခံစားရတာပေါ့နော်ဒီနောက်ပိုင်းမှာလူတွေတော်တော်များများရဲ့စိတ်တွေကလည်း dark side ဘက်ကိုရောက်လာတာပေါ့နော်ဆိုတော့ဒီအဲ့လိုအယုတ်လေးတွေကအရန်ကြီးကိုတော့ ိုကိုစားပြုပေးလို့ရနေတာပေါ့เนาะအဲ့လိုမျိုးကဲနောက်ဆုံးရုပ်ပါเนาะပြီးတော့ပါပြီးပါပြီရုပ်ကလေးတွေကိုဘယ်လိုခံစားရလဲပေါ့เนาะဟိုအမ်ဒါလည်းထုတ်အကြီးပဲညာဒီပေါ့ဒါလည်းထုတ်အကြီးပဲပေါ့เนาะအော်ဒီရုပ်လေးလည်းချစ်စရာလေး သူကလည်းဒါပဲလားဟာဘာမှမပါတော့ဟုတ်တယ်သူရဲ့ကက်လေးကတော့ဒီလိုလေးဒီရုပ်ကိုလည်းကြည့်ပြီးသဘောကျလို့ကျွန်တော်လည်းပြောလိုက်သဘောကျတာကြည့်ဒီလိုလေးဗျာရုပ်ကလေးသူ့ရဲ့ဆွဲဆောင်မှုကဘာလဲဆိုလို့ရှိရင်တော့ဒီမှာဒီအကောင်ကြီးကောင်းပေါ်မှာတတိကောင်ရွတ်တင်တာတဲ့လားယုံ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 ကြီးပေါ့နော်ယုံယုံကြီးကလည်းကြည့်လိုက်အောင်အဲ့ဒါကိုဒီမှာကြည့်အောင် ကောင်းအောင်နှချမ်းချုပ်ထားပြီးသေးတယ်အဲ့ဒါမမားတွေ့တာကိုတွေ့တာမဟုတ်ဟဲ့တဲ့အယူကရနှချမ်းခွဲနေရတယ်ဟုတ်တယ်သူကခေါင်းတွေရောခြေတွေရောလက်တွေရောအကုန်လုံးကလीချုပ်ထားပြီးတဲ့အယူပေါ့နော်အဲ့ဒီအယူကခေါင်းပေါ်မှာတင်နေတာအဲ့ဒါလေးကိုသူကကင်ထားတာဆိုတော့လीစဉ်းစားကြည့်လေနော်သူဘာကြောင့်မလုပ်လဲလို့ဘာနောက်ကနေဆက်ဆက်ပြီးတွေးမယ်ဆိုလို့ရှင်တွေးလို့ရတာတွေကအများကြီးပဲဒီအယူလေးတယုတ်ကနေပြီးတော့ပေါ့နော်ပေးတဲ့ဟို feeling တွေပေါ့နော်ဆိုတော့ကိုကအဲ့ဒါလေးတွေကိုသဘောကျပြီးတော့ရှင်းရှင်းပြောရင်ဗျာ အစာကြီးကကွာရှောက်ပြီးတော့အာယုံတွေကွံ့မြူးခြင်းတဲ့လူတွေနော်ရှောက်စင်းစားခြင်းတဲ့လူပေါ့နော်ဆိုတော့အဲ့လိုကိုယ့်လိုလူအတွက်ကကြတော့မဆိုးဘူးလေနော် happy day တဲ့ရေးထားသေးတယ် happy day နဲ့ဘာမှကိုမဆိုင်ဘူးယူကလည်းပေတူးပြီးတော့လေပေစုပ်နေတာပဲအဲ့လိုမျိုးလေအဲ့ဒါကိုမှသူကအဲ့ဒါလေးပါအဲ့ဒါဆိုလို့ရှိရင်ဒါကအယုတ်အလုံးအကုန်ပဲပေါ့နော်ဆိုတော့အဲ့ဒါလေးဖွင့်ပြပေးတာပါ ကြည့်ပြီးတဲ့အတွက်ညီအစ်ကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတော့ကျွန်တော်တော်ရုံတောင်ရုပ်ဗီဒီယိုတော့လာမှာမဟုတ်ပါဘူးเนาะအဲ့တော့အဲရိုက်ပေးတဲ့ခါကျလို့ရှင်လည်းကြည့်ပေးဘူးပေါ့အကြိုက်ဆုံးဆိုလို့ရှင်ဘယ်ရုပ်ကိုပြောရမလဲကြိုက်ဆုံးကြိုက်ဆုံးဆိုလို့ရှင်เนาะအမှန်ကတော့လေဒါလေးလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုလို့ရှင် तू ကနေပေးတဲ့ feeling က two face လीเนาะတလား အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့တော်တော်များများအယုတ်တော်တော်များများဒီ series ကကျွန်တော်ကြိုက်ပါတယ်အခုကလည်းကျွန်တော်တော်တော်ကြိုက်ပါပဲကျွန်တော်ဝယ်ဖြစ်တော့တာဆိုတော့လေဒီအုပ်လေးတော့ကျွန်တော်အရင်သဘောကျတယ်ဆိုတော့အဲ့ဒါပါပဲသဘောကျတယ်ဆိုလို့ရှိရင်အဲကျွန်တော်ဖွင့်ပြလိုက်တော့ပြီးသွားတာပေါ့เนาะမဟုတ်လို့ရှိရင်ဒီရုပ်တရားတော့အမှန်ကတော့လေဟိုလေဝယ်စုရအောင်ဘာညာကြီးကြတော့လေအမှန်ကတော့ဈေးအရင်ကြီးမကြီးပင်မဲ့လေပေါင်းလိုက်များတယ်ဒါတွေဆိုလို့ရှိရင်အမအလုံးပေါင်းလိုက်ရင်ဒီ၁၂ရုပ်ဆိုလို့ရှိရင် ဟွာလောက်ဖြစ်သွားတာပေါ့နော်9သိန်း6သိန်းလောက်ဖြစ်သွားတာမျိုးလေးเนาะဆိုတော့အဲ့လိုမျိုးအဲ့တော့အဲ sample အနေနဲ့ပဲကျွန်တော်ဖွင့်ပြတာလေးကြည့်ပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်တော့လည်းကိုယ်တော်လည်းပတ်စံမကုန်ဘူးပေါ့အဲ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 ့လိုမျိုးလေးပါ tiny tiny ဆိုတဲ့ series လေးပါအဲ့တော့ဒီ video လေးကတော့ပါပဲနောက် video ကြလို့ရှိရင်တွေ့ပါဦးမယ်ကြည့်ပြီးတော့ကြည့်မြိုက်တယ်ပါလေတတား